အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ9ရက်စီးသတင်းကောင်းတို့သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းလက်မလေးထောင်ပြီး comment လေးတွေရေးပေးနေကြပါတယ်ပြင်းပြင်းပြင်းနဲ့တိုက်ပွဲချိန်တွေကြောင့်အရှမ်းတောင်ထိဆက်နေပြီဖြစ်တဲ့မိုးပြဲဖဲကုံစတဲ့မြို့နယ်တွေဟာ တရားမဝင်ရွေးကောက်ပွဲဒုတိယအရင်မှာလည်းထည့်သွင်းလို့မရဖြစ်နေတာကိုတွေ့ရပါတယ်ဒုတိယအရင်မှာရွေးကောက်ပွဲလုပ်မယ်ဆိုတော့ဇီမောဆုံးမျိုးဟာကြီးနဲ့ဖုတ်ဖုတ်အနေထားမျှသာရှိနေပါသေးတယ်ဒီမောဆုံးနောက်ထပ်ခေါက်ဘလော့ကြီးရဘက်ကနေစစ်ကြောင်းထုတ်ပြီးဝင်နိုင်ဖို့ကြိုးစားလာတာကိုတွေ့ရပါတယ် လက်နက်ကြီးပြင်ခတိုက်ခိုက်ပြီးရှေ့ဆက်တိုးလာနေသလိုရွာစုံအိမ်တွေကိုစပြီးမိရှို့ဖျက်ဆီးမှုတွေပြုလုပ်လာနေပါတယ်။ကောင်းကင်ဘက်ကစစ်ကြောင်းတွေရဲ့သတင်းဆက်ဟာတော့ငြိမ်သက်ပြောင်းဆုံးနေပြီးငံယိုးဘက်ကစစ်ကြောင်းတွေနှစ်ဖက်ညံ့ပြီးဓမောဆိုးအနောက်ခြမ်းနေပြည်တော်ကိုရသလောက်ဝင်လာခြင်းနေတယ်လို့သုံးသပ်ရပါတယ်။ထို့သူမိုးပြက်ပဲအချမ်းမှာလဲဘာရီစူပလိုင်းဘက်ကစစ်ကြောင်းတွေဟာအနေငယ်လှုပ်ရောင်ပြလာသလို ဆက်တော်ရဘက်မှာလည်းထိတွေ့တိုက်ပွဲရှိနေခဲ့ပါသေးတယ်ဘရူဆိုမာခရိုချီကနေထွက်လာတယ်ဆိုရယ်စီရင်တဲ့အခြေအနေကတော့ချမ်းဖက်စစ်တပ်ဘက်ကပါဘာသတင်းမှထွက်မလာဘူးထောက်ရင်တော့တခုခုတော့တခုခုပဲလို့သာယာယီကောက်ချက်ချထားရအောင်မှာဖြစ်ပါတယ် ကျင်းဒီဒီနယ်မှာတော့ဖာဆာမဲဆဲနဲ့ရှားတော်မျိုးနယ်တွေဟာဆေးရုံချုပ်ရေးကိုရပ်ပေါင်း90ထပ်တိုးတယ်ဆိုပေမဲ့အကြမ်းဖက်စစ်တပ်ရဲ့ခြေချခွင့်မရှိသေးတဲ့နယ်မြေတွေဖြစ်နေပါတယ်။ကျင်းဒီနယ်မှာတော့ကေကေပတ်စီးနှင်းတိုက်ခိုက်မှုနောက်ပိုင်းစီးသတင်းလှုပ်ရှားမှုထွက်ပေါ်လာခြင်းမရှိသလောက်ဖြစ်နေတာကိုတွေ့ရပါတယ်။မြေမြမာတော့အကြမ်းဖက်တပ်ရဲ့စီရေးပြောင်းရွှေ့မှုတွေရှိနေပါသေးတယ် ဆိုပေမဲ့အချိန်ကြိုင်ပုံးတစ်လုံးလိုဖြစ်နေမှာကတော့သိကြပါရယ်ပြီးခဲ့တဲ့အော်တိုဘာလာ30ရက်နေ့တုန်းကတော့ခရိုင်နီ viewer စခန်းလုံးကိုလေချောင်းကနေရိတ်ခါခဲရန်တို့85တို့ပို့ဆောင်ပေးခဲ့ပါဖာဘုံနယ်မြေကိုတိုက်စစ်ထပ်ပြီးညှင့်လို့တဲ့အနေအထားဖြစ်နေပါဗျ ကော့ဂရိတ်မျိုးနဲ့ထီပိုးစန်းကြီးကနီးမှလည်းထီးတွေ့တိုက်ပွဲဖြစ်ပွားထားပြီးချိန်ရောက်တဲ့အထက်မက်ဆီကိုက်ပြီးတော့အလောင်းတောင်မကောက်နိုင်ပဲပြန်လဲဆုတ်ခွာသွားခဲ့ရတာရှိပါတယ်စစ်တပ်တွေကလည်းကင်ပြည်နယ်အတွင်းမှာယခုလိုစစ်အင်အားများများဆားဆားနဲ့နေရာယူဖြန့်ကျက်ထားဖို့တနည်းအားဖြင့်ဘလောက်ကြာကြာတပ်ဆွဲထားနိုင်မလဲ နေသက်ခံစားစကားတွေကိုရောပြန်ပြီးထိရှုပ်နိုင်မလားစီရင်ဤတက်တက်ကတော့ချစ်နိုင်ကြီးနည်းလွန်ပါတယ်စစ်ကြောင်းတွေပြန်ရုပ်လို့ဒေါနာတောင်ကိုကြော်ပြီးဆိုတာနဲ့ဝဲသားတွေကလည်းယူရီးယားပဲချမ်းကိုပြန်ပြီးပြေးကြအောင်မှာဖြစ်ပါတယ် ော်ကလေးနဲ့ကြိုင်းစိတ်ကြီးကလည်းအရေးပေါ်ကာလတက်တန်းထတ်တိုးတယ်ဆိုပေမဲ့တတိယရင်မှာရွေးကောက်ပွဲလုပ်နိုင်မယ့်အခြေအနေရှိနေပါတယ်မပြင်းပြင်းကျက်လှုပ်သွားရမှာဟာဖာပုံမြို့နယ်ဖြစ်နေပါတယ်ဒုတိယရင်ထဲမှာပါလာပြီဆိုပေမဲ့လက်ရှိအနေထားရတော့ဖာပိုမြို့နယ်ကိုအပြည့်အဝထိန်းချုပ်နိုင်မှုအသေးအံ စ조사နေသေးတာဖြစ်ပါတယ်ဒီဘက်ချမ်းကေကေပတ်မှာတော့စစ်တပ်ဟာအချက်ပြေမိရှုပ်ဖြက်စီးတဲ့တရုတ်ပြရိုက်ကူးကြီးကတော့ရောင်ပြပြုတ်လုံနေသေးတာဖြစ်ပါတယ်အဆောက်အအုံကိုပဲမိရှုပ်တာဖြစ်ပါတယ်ပစ္စည်းတွေကတော့သူတဝက်ကိုတဝက်ပါ သူတဝက်ကိုတဝက်ဆိုတာစစ်တပ်ကတဝက် BGS နဲ့ DGB နှစ်ယောက်ပေါင်းကတဝက်ဖြစ်ပါတယ်ဆရိုင်းတိုင်းရှေဘုံမြို့နယ်ပလိုင်းပြည်သူစစ်စခန်းကိုတော့ဒေသခံပူပေါင်းတပ်ဖွဲ့တွေစီးနင်းတိုက်ခိုက်ခဲ့တာရှိပါတယ်ဝါလက်မျိုးနဲ့ဘက်ကအဖွဲ့တွေပါပါဝင်တဲ့ပူပေါင်းစစ်ကြောင်းဖြစ်ပြီးဒရုန်းစစ်စီရင်နဲ့ပါအင်အားသုံးအလင်းငိုက်ရယူတိုက်စစ်ဆင်ထားခဲ့နိုင်ခြင်းဖြစ်ပါတယ်။ အပေါင်းတို့ကတော့မသိရှိရသေးပါဘူးစုံစမ်းနေတဲ့ဒါဖြစ်ပါတယ်အဆိုပါအဖွဲ့အလှရှားခြေပြုခဲ့တယ်ငါးစုကုန်ကြီးပါပဲကို လေချောင်းတိုက်ခိုက်မှု ပြုလုပ်ဖို့ပြစ်မှတ်အမှတ်ပုံတင်ထားတယ်လို့တော့သိရှိရပါတယ်ကလေးမျိုးနယ်တော်မင်းကနေထွက်လာတဲ့အင်အား200ဝန်းကျင်ရှိတဲ့စစ်ကြောင်းဟာ ကလေးကံကောလမ်းပိုင်းကိုခြေစေးဝင်ရုပ်ပြုတ်ထားတာတွေ့ရပါတယ် အစောပိုင်းဆင်ကြောင်းဟာလက်တံနှစ်ခုဖြန့်ခွဲထွက်လာပြီးဒီကြောင်းကတော့ခွေးကျင်ရွာဘက်ကိုကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်နောက်ကြောင်ကတော့ဖလန်းမြို့နယ်ဟာခါလေးကျေးရွာဘက်သို့ဝင်ရောက်လာပြီးကျေးရွာကိုမိရှုပ်ဖျက်ဆီးခဲ့ပါတယ်။အဲဒီနောက်မှာတော့အနောက်ဘက်ရေစုံကျေးရွာဘက်သို့ဥတီရွေးရှားလာခဲ့တာကိုတွေ့ရပါတယ်။ အဆိုပါအချမ်းမဲ့စစ်ကြောင်းဝင်ရောက်လာတဲ့အတွက်ဒေသခံကြီးရွာတွေကလူဦးရေသသောင်းဝင်းကျင်ဟာထပ်ပြေးတိမ်းရှောင်နေကြရပါပြီ။မကွေးတိုင်းခံကောင်းမြို့နယ်ဟန်သာဝတီပြည်သူစစ်စခန်းကနေအင်အား200ဝင်းကျင်ကရှိတဲ့စစ်ကြောင်းဟာလည်းကလေးခံကောလမ်းမကြီးတိုင်းကမ်းမနေကြီးရွာသူဦးဒီကတောင်မမြောက်သို့ရွေ့ရှားလာတာကိုတွေ့ရပါပါတယ်။ အစောပါစကြောင်းတစ်ခုဟာခရိုင်ချင်းဆက်လမ်းပေါ်တနေရာမှာလက်ချင်းချိန်ပြီးဖလန်းမြို့နယ်ဘက်ကိုအခြေဘက်ကနေထိုးဖောက်ဝင်ရောက်လူဟန်ရှိတယ်လို့သုံးသပ်ရပါတယ်။မကွေးတိုင်းရေစကြိုမြို့နယ်ထဲမှာတော့မက်စီကိုက်တပွေလက်ရဖမ်းမိတာ တပွေအရှိတလက်ရထားတဲ့ပူပူနေနေဖြစ်စဉ်လေးဂျမန်တွေကရှိခဲ့ပါတယ်။ ကခုတ်ကူလေရင်ခွေးထိပ်လမ်းပေါ်တက်ပြီးအလူခံနေတဲ့ဝဲစားငတိတွေကိုသင်ငန်းစာပေးခဲ့နိုင်ခြင်းဖြစ်ပါတယ်။ပဲခူးတိုင်းရှိချမ်းရေသာရှင်မြို့နယ်စစ်တောင်းကြီးအရှိတ်ဘက်ချမ်းမှာလည်းအချမ်းဘက်တပ်ရဲ့စစ်တောင်းတွေတက်ဖြတ်ဝင်ရောက်လာတာတွေရှိနေပါတယ်။ကျေးတော်ရဝင်းကြီးသည်ရောက်ရှိလာပြီးပိန်းနေပင်ကဲလင်းစိတ်ကြီးပါကနေဇေနာကနေမိရှုဖြည့်ဆည်းမှုတွေလည်းရှိခဲ့ပါတယ် ၎င်းနေရီဟာပြီးခဲ့တဲ့နှစ်တော်ကရေဘေးတင်လို့ဒုက္ခရောက်ခဲ့တဲ့နေရီဖြစ်ပါတယ်အဆိုပါနေရီမှာရခိုင်နေပြည်တော်တိုင်းစစ်သားနာကျုပ်ရဲ့တပ်တွေလှုပ်ရှားနေရှိတာ ဖြစ်ပေမဲ့ယခုတစ်ခါမှာတော့တပ်တွေအချိန်ပြောင်းပြုတ်လုပ်ထားတယ်လို့ယူဆရပါတယ် ၎င်းစစ်ကြောင်းတွေရဲ့ရည်မှန်းချက်ဟာနေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့မြေစက်ကြားနေပြည်တွေကိုစိုးမိုးထားလိုရန်ရှိပါတယ်။အေရဝီတိုင်းဒေးမြန္တာမြို့နယ်နဲ့ရေကြီးမြို့နယ်ကိုတော့အကြမ်းဖက်တပ်ဟာလေကြောင်းတိုက်ခိုက်မှုအပြင်းထန်ဇက်တိုက်ပြုလုပ်ထားပါတယ်။လေမြန္တာအင်္ဂါဘူနဲ့ရေကြီးမြို့နယ်တို့မှာတရားမဝင်ရွေးကောက်ပွဲကိုတတိယအရစ်မှာတောင်အကြမ်းလက်မရှိ လုံနိုင်ခြင်းမရှိတဲ့အတွက်နေချောင်းအကူရယူပြီးမြေပြင်စစ်ကြောင်းတို့ဝင်ရောက်ခြင်းနဲ့အနေထားဖြစ်ပါတယ်ဆက်ဆက်ယူကြည့်ရတဲ့ငကရစ်တောင်ရိုးတဝိုက်မှာထိတွေ့တိုက်ပွဲတွေရှိလာခဲ့ပြီးအပေါင်းတို့ကတော့စီစစ်နေသေးတာဖြစ်ပါတယ်မန္တလေးတိုင်းရင်းညံခရိုင်တောင်သာမြို့နယ်အတွင်းမှာတော့ရမန်နေ့မနေ့9နာရီလောက်မှာလေကြောင်းတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်သွားခဲ့ပါတယ် ဖုန်းဒီဆယ်လုံးတဲ့မနဲ့ကျဲကြခဲ့ပြီးဆက်တနက်ကြီးတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်သွားခဲ့ခြင်းဖြစ်ပါတယ်မလျာစီကျမ်းမှာလည်းအထီးတွေ့တိုက်ပွဲဟာလက်နက်ကြီးတွေပြစ်ခတ်ရသည်ဒီပြင်းထန်ခဲ့ပါတယ်မလျာနယ်မြေထဲမှာတော့ကျွန်တော်ရဲ့ငယ်နိုင်တက်မှတ်မိကြတယ်မလားအမှတ်85ချင်းလင်းတက်ရင်ရောက်ရှိလို့လာတာကိုတွေ့ရပါတယ် ဒုတိယမူဦးစီးရဲ့ဖမင်းသားအင်အား၁၄၀ယောက်ရှိတဲ့စစ်ကြောင်း၂ကြောင်းဟာယခုမှစစ်တိုက်ကြရပြီဖြစ်ပါတယ်။အိုင်ဝန်လောက်တဲ့ဘုံကြီးဆိုးမင်းပိုင်၊ကြောက်ရရကလက်နဲ့ချပါဆိုပြီးတော့ပူပေါင်းတပ်ဖွဲ့တွေဘက်ကခေါ်နေတယ်ကိုလည်းကြားရပါတယ်။ဒီလိုတိုင်းစစ်တမ်းအားချုပ်ရဲ့စစ်ယုံလုံခြုံရေးတော်ရတဲ့တပ်တွေပါ မရရသပိတ်ချင်းဘက်ထိပို့လာရပြီဖြစ်ပါတယ် ဝဲလာတို့ဘာမှစရေထားမနေနဲ့ဒါပြီးရင်မုံမုတ်ထီအရောက်ဆက်ပို့ပေးမှာဖြစ်ပါတယ်တလိုင်းချင်းမရယာစင်းကုနယ်မြေကိုလေပိုင်းတိုင်းစစ်ထားနာကျုပ်ရဲ့အမှတ်သုံးစစ်မြဝါကဥစည်းနေတာဖြစ်ပါတယ်အမှန်တရားချင်းလင်တိုင်းဟာနေပြည်တော်တိုင်းစစ်ဌာနချုပ်ကလာတဲ့အက်တန်ဖြစ်နေတာမို့သူတို့ရဲ့နောက်ချံဈာစကန်က အမှတ်65ချင်းလင်တိုင်းဖြစ်ပါတယ် အမှတ်95ခြေလင်တရဲဆိုတာတောင်ကြီးတက်လို့ခေါ်ကြတဲ့ကုသိုလ်တော်ဖရားနဲ့လမ်းမဲ့ချတဲ့ခြေလင်တက်ဖြစ်ပါတယ်အဆိုပါတက်ဟာလေပိုင်းတိုင်းစစ်တာနာကျုပ်ရဲ့တိုင်းရန်တက်ဖြစ်ပြီးအာနာသိင်္ဂါနီဆက်ဆဲမှာတယ်အချမ်းဘက်နေလေးတက်ဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီတာအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းစစ်ဌာနချုပ်အစီအစဉ်နဲ့ဆွေးနွေးရတဲ့တင်ဒန်းတွေဖြစ်တဲ့စစ်ခရယာတို့ စီရအခမ်းအနားအချိုးကျပေးသွင်းရတာစတဲ့ကိစ္စတွေကိုတာဝန်ခံပြီးပြုလုပ်ပေးရတယ်တတ်ဖြစ်ပါတယ်။ဘယ်နှခုနှစ်ကျော်ကာလတွေကစလို့အရင်နာတဝိုက်မှာကျင်လည်ကျဆားခဲ့ရတဲ့မန္တလေးညတွေအကြောင်းကတော့နောင်များပါပေါ့ဗျာ။ဘိုးဘိုးအခြေအနေနဲ့အနေကဟာပြည်သူများစိတ်ဝင်စားနေကြတယ်လို့ပူပေါင်းကူညီဝင်ရအားပေးကြတဲ့အတွက်စစ်လော်ဘီတွေကိုယ်တိုင် ကြောက်ဒူးတုံနေကြပြီဖြစ်ပါတယ်ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပြောခြင်းဖြစ်ပါစစ်လော်ဘီတွေသာကြောက်ဒူးတုံညာခြင်းဖြစ်ပါတယ်စစ်ဘုံချုပ်တွေဟာကိုကတက်တွေတီအန်တက်တွေအပြည့်ရပြီးနောက်ပိုင်းမှာအပြည့်ပြည့်ချင်းတီတီငင်ငင်ဖြစ်လာကြတာကိုတွေ့ရပါတယ် ။တစ်ဆက်တစ်ဆက်ကိုပွဲဆောက်သားခြင်းကတော့နှာနူရုပ်ကိုဖြတ်ထုတ်ခံရလို့သွေးစိမ့်ရှင်ရှင်ပန်းထွက်ပြီးမော်တူသွားရကနေထိုးတာ၊ကန်တာ၊ကင်ပေါက်တာ၊ဖနှောက်နဲ့ပေါက်တာ၊သရွေးနဲ့ထွေးတာဒါတွေခံစားကြရတဲ့သဘောဖြစ်လာပါလေ။နောက်တစ်ချက်ကအာရမလူသစ်စုဥရိယအင်အားပြန်လဲရရှိလာခြင်းဖြစ်တဲ့အတွက်စစ်တပ်ရဲ့စီယိုးသွဲမှုရ တနေရာမှာတခုခုဖြစ်ရင်ကိုကသွားပါဆိုတော့မြေပြင်စစ်ကူစစ်ကြောင်းတွေလွတ်တဲ့အခါလွတ်လိုက်တဲ့လူတွေပါစမုံတုံးခံခံနေရတာဖြစ်ပါတယ်ထို့သူခံစစ်စကားတွေဆိုရင်လည်းရခင်ကအသေးခံကြီးတိုက်ခိုင်းမိမယ်တကယ်တမ်းအသေးမခံနိုင်တဲ့အခါမှာလက်နဲ့ချပြီးပြုံပြုံကြီးနဲ့အင်တာဗျူးတွေပါပါလာလာကိုလည်းစိတ်မသက်မသာဖြစ်ကြရတယ်ထင်ပါတယ်ဒီတော့ဘလို့တွေဖြစ်ဖြစ် ခံရပြီဆိုရင်မင်းတို့တိုင်းနဲ့မင်းတို့ကန်ဆိုပြီးထားတဲ့အခါခံစစ်တွေကနေခံစစ်ရှင်ဖြစ်ပြီးအကုန်ထွက်ပြေးကြပါလေထွက်ပြေးလာတာကမှနောက်တစ်ခါပြန်ခိုင်းလို့ရသေးတယ်ကိုဖြစ်ရင် ကိုခံဆိုတဲ့စစ်မီးဗျူဟာကိုအလိုလိုပြောင်းသွားတာဖြစ်ပါရခင်ကမစုံတန်းခံစစ်ဆိုတာအချက်ချာမည်ဒါမှမဟုတ်စစ်ပြူဟာအရေးကြီးမည်ဒါမှမဟုတ်အထိမ့်မဲ့မြေနေရာတွေကိုအသေးခံပြီးကာကွယ်နေကြခြင်းဖြစ်ပါတယ် ဆိုတော့မြင်နေရကြသွားတာထက်သူ့လူတွေတည်သွားတာထက်အဖမ်းခံရတာကိုမလိုလားတာဖြစ်ပါတယ်တည်သွားတာအလုပ်ရုပ်တက်တာအဖမ်းခံရတာသူတို့နောက်ဆက်တွဲမျက်စိနောက်တယ်ချင်ပါတယ်အဲ့တော့မတည်ခြင်းရင်အဖမ်းမခံရသေးခြင်းရင်တင်ကြိုက်တယ်လို့လုံနိုင်ပြီဒီနေရာမှာမတည်ရင်နောက်ဒီနေရာပြောင်းတည်ကြပြောင်းတိုက်ပေးကြဖြစ်လာပြီဆိုတော့စစ်ဘုတ်ချုပ်တွေဟာအိမ်ကြီးမပြတ်ဖြစ်လာခဲ့တာပါ ီနေရာမှာတခုပြောရမယ်ဆိုရင်ကိုကံပြရတော့လဲအပြစ်တင်တီအန်နာလေးအပြစ်ဆိုင်ထားတော့လဲအပြစ်တင်ဟောရခင်အာရကံမြေမှာဘာမှမစားသေးတော့ကလည်းအပြစ်တင်တွေကျွန်တော်တို့စောလုံးခဲ့ကြပါတယ်တမျိုးပြီးတမျိုးတိန်တော့ကတော့အကုန်လုံးထကအကုန်လုံးထကြွငမော့กว่าဆိုပြီးတခဲနဲ့လုတ်ခဲ့ကြတာငါလိုလိုငါလိုလိုဝိုင်းလုတ်ခဲ့ကြပါတယ် ဒါကျွန်တော်တို့ရဲ့ချစ်စရာမြမတလေကြီးဖြစ်ပါခေါကောင်နေဝင်ပါတယ်နိုင်ဘော်တက်ခဲ့ဆွဲမယ်ဖြဲမယ်ဆိုပြီးနာမည်ကြီးလာတဲ့ငတိသူ့ရဲ့ဖြဲတဲ့ဆရာကြီးနဲ့တွေ့တဲ့တွေ့ရောဗျောဒဏ်ကနေဘောဒဏ်အောင်ဖြစ်လို့တော့ပါပြီဒါကျွန်တော်တို့ရဲ့အောင်မြင်မှုဖြစ်ပါအကြမ်းမဲ့တာဟာလူလူတရားလုံးစာနာမဲပေးတဲ့အချိန်တုန်းကရော အာနာတိတ်လိုက်တဲ့အခါမှာတွေ့လိုက်ရတဲ့လူအုပ်ကြီးကိုပါထင်မှတ်မထားအောင်မြင်လိုက်ရတဲ့အတွက်ကြောက်တူးတုံခဲ့ရပါတယ်သို့တော့ပြည်တွင်းနေပြည်သူများကတော့အတိတတိရှိကြပါကြည်နေကြည်စားကြည်သွားကြည်နေကြပါတခုဖြစ်သွားရင်ဘာမှမတတ်နိုင်သလို ဒီနတ်ဖျားမှလည်းမကယ်နိုင်သေးပါဘူးဆရာရင်စစ်စဲ20ခုစစ်စီမှာအချမ်းဖက်စစ်တပ်လက်လွတ်ခဲ့ရတဲ့မိုးကုတ်နဲ့မရရားသပိတ်ချင်းစင်ကူသကောင်းနယ်မြေတွေဘက်တစ်ချက်ကြည့်ရအောင်ဒီနေရာမှာစစ်တဘောတဘာဝကိုတစ်ချက်ပြောပြပါစစ်ပွဲတွေရဲ့အတုံးတော့မှာတပ်ပေါင်းစုတွေစုပြီးပူးတွဲတာဝန်ထမ်းဆောင်ကြတယ်ဆိုပါလို့ အခုလက်ရှိအကြမ်းဖက်တိုက်ရဲ့အစုပေါင်းဆက်ပေါင်းထုံနှုတ်အဖွဲ့တွေဆိုရင်ချင်းလင်းတရင်ကဘေးနီယောက်အမြောက်တက်ကဘေးနီယောက်ထောက်ဖို့တက်ကဘေးနီယောက်ကပ္ပစာဘေးနီယောက်ဆက်သွယ်ရေးကဘေးနီယောက်အင်ဂျင်နီယာတက်ကဘေးနီယောက်ဖြစ်နေကြပါသေးကြီးတဲ့ရအစင်မြေဆုံးစစ်ဖက်ရာသူတာဝန်ထမ်းဆောင်နေရသူကသာဦးစီးရလေးရှိပါတယ်အထူးတာဝန်ပေးရချက်ကလွဲရင်ဖြစ်ပါတယ်အဲ့တော့တကယ်တမ်း စစ်မဲ့စာရန်ပြုစုတဲ့အခါမှာလဲဘေးတက်ကယာလူမသူဦးစီးပူပေါင်းတက်တွေစစ်စင်ခဲ့တယ်လှုပ်ရှားခဲ့တယ်အခြေပြုတ်ခဲ့တယ်ဆိုပြီးသာတုံးတုံးကြတာဖြစ်ပါတယ်ဆိုတော့စစ်စင်နေဆက်ကိုစစ်စင်ရေးပထမလိုင်းဒုတိယလိုင်းမှာ ကိုကန်တက်ဒင်နီလာေးဟိုဘက်ခြားမှာဆိုရင်အာရခတက်တော်တွေက သူတို့သိမ့်ပိုက် ထိန်းချုပ်ထားတဲ့မြို့နယ်လိုက်စည်ရင်တွေထုတ်ပြန်ကျင်းပခဲ့ပြီးဖြစ်ပါတယ်ပြောချင်တာက စိမ့်တော့ဟာမဲဖော့တို့မဲကြော့တို့အကြီးလေးတို့ဘာကြီးဖြိုးတို့ပါခဲ့တယ်။ဘာဖြစ်တယ်ညာဖြစ်တယ်လုံနေလို့မရပြန်ပါဘူး။ဘိုးကွာစစ်တော်ပြီပြောနေသလိုဗရမယာပြည်ဖြစ်လို့တော်လိုင်းအစ်တပ်တွေက အသေးလေးခုခံကြမယ်ဆိုပြီးဝါရဖြန့်နေကြပါလေ။မှပါလေ။မိုးကွာစစ်တပ်ကိုယ်တိုင်ရွေးကောက်ပွဲမလုပ်နိုင်တော့ဘူးဆိုပြီးဝေခံထားရတဲ့မြို့နယ်ဖြစ်ပါတယ် ဆရာသာရကြီးရဲ့နေရာကိုရွေးပြီးတိုက်စစ်စင်စဒန်းဆိုပါလေဖားကံမှာတော်လန်ရေးအလံဒီမိုးရံတို့လွင့်ပြန်နေပြီပေါ့ဗျာချီရတွေကပြောခဲ့သလိုမိုးကုတ်ဟာတိုက်စစ်ဌာနချုပ်ကြီး၄ခုရဲ့စုံရက်နေရာဖြစ်ပါမန္တလေးတိုင်းတွင်းဟာဆက်ဆက်နေမြေတွေဖြစ်တဲ့တပိတ်ချင်းနဲ့မယ်ရာဟာအချမ်းဖက်တပ်ဘက်ကရာနှုန်းကြီးထိမ့်ချုပ်နိုင်တော့မယ်အထင်ကြီးမျိုးတွေ့နေရတယ် ဒါကြောင့်မိုးကုတ်ဟာမန္လီတိုင်းတွင်းမှာဖြစ်တည်လာတဲ့တော်လိုင်းအင်အားစုတွေရဲ့ဒုတိယမြောက်နောက်ဆုံးမဆုံတန်းခံစစ်တပွဲဖြစ်သွားရပါပြီ။တမယိုကြစစ်ပွဲတွေမှာခံစစ်ဆင်ရခြင်းရဲ့ညီရက်6မျိုးရှိပါတယ်။နံပါတ်1ဂျာနုတိုက်စစ်ကိုပြပြစေရ။နံပါတ်2တိုက်စစ်ဆင်ရအတွက်လိုအပ်သောအချိန်ရရှိစေရ။နံပါတ်3အခြားတနေရာတွင်အင်အားကိုစုစည်းတည်ဆောက်နိုင်ရန် နံပါတ်၄အချက်ချာမီကိုထိမ့်သိရနံပါတ်၅ရန်သူကိုအင်အားပြုံးသေးစေရနံပါတ်၆စစ်မှားမျိုးဟာနှီးပြူပါများ ကြီးမားတဲ့နေရာများကို ထိမ့်သိမ့်မရန်လို့ပြောပြပါရယ်ခါစစ်တိုက်ပွဲလုပ်ငန်းစနစ်ဘတ်တယ်ပရိုဒီဂျာကိုအချင်းချုပ်လိုက်ရင်တော့လုပ်ငန်းကြီးသုံးဝဲတာရှိပါပြင်ဆင်ခြင်းခြေမုံခြင်းဇာမျံတိုက်စစ်ဆင်ခြင်းတို့ပဲဖြစ်ပါတယ် ဒါပေမဲ့စနေရူဟာကျမ်းထဲမှာပေါ်ပြမထားတဲ့အချက်တွေရှိနေပါတယ်။တကယ်တမ်းအဓိကကြတာဒီစုံလန်းကောင်းရမယ်အချက်လဲပါပါတယ်။နောက်ရေးကြည့်တဲ့အချက်ကဂျားခံစစ်နေရာသို့မဟုတ်နောက်ထပ်ခံစစ်နေရာတွေတခုကြိုတင်ရွေးချယ်ထားပြီးဖြေရပါမယ်။ဟာမင်းဟာလဲတိုက်မှမတိုက်ရသေးဘူး။ဘာကြီးတုံးလို့မထင်စေချင်လို့ပါ။ ဘရင်တော်ဖောင်ဖြတ်တယ်ဆိုတာနောင်ရိုးတိုက်ပွဲမှာသာရှိပါတယ်ဆေးအောင်ရတော့အကြောင်းကြီးများထဲမှာ ပြောင်းလဲပြင်လဲရှိရဲဆိုတဲ့အချက်ပါရှိပါတယ်အခုအနေထားကိုကြည့်ရင်မန္တလေးမြို့သိမ်းတိုက်ပွဲတိုက်စစ်ဆင်မဲ့အနေထားကနေမိုးကုတ်ခံစစ်ဆိုပြီးအောင်မြင်စွာစစ်ခန္ဓာကြီးပြောင်းလဲနိုင်လိုက်ခြင်းဖြစ်ပါတယ်ဒါကြောင့်စစ်ဆိုရာဒီစစ်ခန္ဓာအလိုက်အချိန်တွေပေါ်ကြည့်ပြီးအချိန်ကိုကြည့်လို့ပြောင်းလဲရခြင်းဖြစ်ပါတယ် အကြမ်းဖက်တာကတော့ပြည်စစ်ထောင်စစ်ခြားစစ်တို့ထိအောင်မြင်မှုရထားခဲ့တာဖြစ်ပါတယ်ပြည်စစ်ကတော့သိကြမယ်ထင်ပါတယ်ထောင်စစ်ဆိုတာကတော့အလံယူလေးတွေအလံယူလေးတွေထောင်လာတာဖြစ်ပါခြားစစ်ဆိုတာကတော့လက်နက်ကလေးတွေလက်နက်ကလေးတွေမင်းတို့လက်တွေနေထဲကိုမြောက်ထားလိုက်ဖို့ပဲနဲ့အောက်ကိုချသွားတာဖြစ်ပါတယ်ဆိုတော့ကာလရှင်မှာဆိုရင်တော့သမီးဦးကြစစ်ပွဲတွေမှာခံစစ်ဆင်သူနဲ့တိုက်စစ်ဆင်သူဆိုရင်လက်နက်ခရံ အင်အားချင်းတူနေပါကခံစစ်စင်သူကကအရေးနိုင်လေးရှိပါတယ်။ဒီတော့ဘုလုံခံစစ်ဒီနေရာခံစစ်ဖြစ်မလားလှုပ်ရှားခံစစ်ဖြစ်မလားလက်ရှိအနေထားကတော့ထိုးစစ်အတွင်ရှိတဲ့ခံစစ်လုပ်ငန်းရဲ့လက္ခဏာတွေကိုတွေ့နေရပါတယ်။ခေါ်တော်လာတဲ့ဝေတော်လိုင်းတပ်တွေဘက်ကပြန်ပြီးတိုက်စစ်ဆင်လာတဲ့အနေထားရှိပါတယ်။မော်လောကိုပူပေါင်းအဖွဲ့တွေလာရောက်စူပေါင်းပြီးဒုနဲ့ခံစစ်ဆင်မဲ့အနေထားလို့လဲညင်နေရပါတယ်။ တကယ်တမ်းကသွားပြီးပူပေါင်းမှုထက်မိမိတို့နယ်မြေတွင်းမှာတိုက်ခွတ်ဖော်ဆောင်ပြီးနေရာနဲ့စစ်စင်ခြင်းကသာလဲဘိုးကုတ်သားတွေကိုပို့ပြီးတော့အသက်ရှူချောင်းစီမှာဖြစ်ပါတယ်။ဆော်ဘိုင်းတို့ကပြောခဲ့လိုပါပဲပူပေါင်းစစ်စင်မှုဟာလွန်စွာအရေးကြီးပါတယ်။ကြွမှာဘောလုံးချိန်ပွဲသွားကြတယ်လို့ရောက်ပါရင်လာခဲ့ကြကုလဲကြလက်စားလိုက်တဲ့အနေအထားမျိုးလောက်နေတော့မရပါဘူး။ ဒါမျိုးပြောရင်ကြိုက်မှာမဖြစ်ပါဘူးကျွန်တော်လည်းမပြောချင်ပါဘူးချက်ချက်ချက်လာချက်ပြောလို့ရပါဒါပေမဲ့ဒါကအားပေးတာနဲ့မတူဘူးညှောက်ပေးတာနဲ့တူပါတယ်ကျွန်တော်တို့ကော်ပင်မှာပြောရှင်နေလို့မရပါဘူးခရယာရိတ်ခါစေဝါအရာအရာစတာတွေကိုအကုန်ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ် မုတ်ကုတ်ဒေတာမှာကာဝေးအင်အားစုဟာ9000ကျော်ရှိနေတာလို့ဆိုတဲ့အတွက်အစံဖက်တာဟာတိုက်ခိုက်ရေးအင်အား2000တထောင်ဝန်းကျင်သုံးဖို့သုံးရမှာဖြစ်ပါတယ်။ဘာလို့လဲ?မစုံတန်းခံစစ်မှာကျွန်တော်တို့သမီးရိုးကြစေရအင်အားသုံးစားသုံးဖို့သုံးရပါတယ်။အဲဒီနေရာမှာလာမယ်။ ဒီနေရာမှာလာမယ်ဆိုဘာလို့လဲဆိုတော့ဒီကောင်နေအင်အားတရာလောက်ရှိတဲ့ခန်းစစ်ကိုငါတို့ကလူ၁၀ယောက်လောက်နဲ့ချတာမတူပါဘူးမတူပါဘူးအားကြောင့်မလို့ကျွန်တော်တို့ဘက်ကတယောက်ဆိုရင်စစ်တပ်က၁၀ယောက်တော့ရတယ်ဆိုရင်အခု9000ဆိုရင်9000တော့တော့မယ်အခြေအနေရှိပါဒါတမင်ရိုးကြမှာလူလူကြီးကိုတက်ရှင်ပေးတဲ့အနေထားမှာသူတို့အခုဒီရဲ့အင်အား၃၀၀ဆိုတဲ့အနေထားရ9000 1000သုံးကိုသုံးရမှာ အကြမ်းဖက်တိုင်းရဲ့နောက်ဆုံးစစ်ထွက်အင်အားအရတမတမကိုတထောင်ဝင်းကျင်တာရှိတဲ့အတွက်ရှိသမျှတမတွေအကုန်ထုတ်သုံးလာဖို့ရှိနေပါတယ်။မိုးကုတ်စစ်မျက်နှာပြင်မှာလည်းဒီပုံစံအတိုင်းဆိုရင်ကျွန်တော်တို့တမကြီး20တမလောက်တုံးအောင်ရှိပါတယ်။သူတို့မှာရှိတာကဏ္ဍတမ10မှစခါလို့ခေါ်တဲ့စစ်စင်ကူကဲမှုဌာနချုပ်က20စုပေါင်းရှိတာမှာ30ပဲရှိတာဖြစ်ပါတယ်။ဆရာရင် ယခုလက်ရှိမိုးကုတ်အနေထားကရှားဖက်တက်ကိုကြည့်ရမယ်ဆိုရင်အနာဟုပြည်စုရဲ့စင်နီးပြူပါလို့ပြောရမှာဖြစ်ပါတယ်။ဒါကြောင့်စစ်တပ်ဟာမိုးကုတ်ကိုချက်ချင်းမတိုက်သေးပဲခံစစ်ပြင်းစင်ချိန်များများပေးလာပြီးဆိုရင်ကိုပဲကြံ့ကျဲနေတဲ့အင်အားတွေကိုမိုးကုတ်တနေရာထဲမှာလာပြီးတော့စူးစီးစီလိုအောင်ရှိတယ်လို့ကောက်ချက်ချရမှာဖြစ်ပါတယ်။ချမ်းမြောက်မှာတကယ်တိုက်နေတဲ့အဖွဲ့တွေအပြည့်ရသွားနေတယ်တိုက်ဆိုင်နေပါပဲ အကြမ်းဖက်စစ်တပ်ဟာနေရခံစစ်တွေကိုလက်နက်ကြီးလေကြောင်းရယူပြီးတော့ဒူးနဲ့တိုက်စစ်စင်တာကိုလူစစ်အင်အားတွေကြောင့်အနာခံပြီးတိုးတဲ့စစ်နည်းပြူဟာနဲ့အသားကျလာတာကိုတော့ညင်းလို့မရပါဘူး။ဒါကြေးအကြမ်းဖက်တပ်ဟာတိုက်စစ်အပြင်ချက်ချက်လိုက်တဲ့စစ်ကိုပါဒရဆာတဲ့စင်မဲ့အခြေအနေရှိနေပါတယ်။ကဲအခွင့်အရေးယူနိုင်ကြပါစေ။ဒါကြောင့် မိုးပုံစစ်မျက်နှာကိုကူညီဝေးရန်သောအားဖြင့်နိုင်ငံအနှံ့ပြားကတော်လိုင်းတပ်ဖွဲ့တွေဟာမိမိတို့ကျောင်းရှိနေတဲ့နယ်မြေခြေကုပ်ယူထားတဲ့နယ်မြေအတွင်းကနေကိုစီကိုစီတိုက်ွက်ဖော်ပြီးစစ်မြူကြဖို့အရေးတကြီးလိုအပ်နေပြီဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။စာကျွန်းလေးအနေနဲ့မှတ်ချက်ထည့်ပြပါမယ်။ကျွန်တော် CIA လို့တာမဟုတ်ပါဘူး။တော်လန်ပြည်သူတွေစစ်ရေးစစ်ရာတရှိစေရန်ညှဝေပေးခြင်းလားဖြစ်ပါတယ်။ ချလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။